TV ဈေးတောင်းရင်ဘေးထွက်ဆွေးကြိုးကဘာရီဖြစ်စေနိုင်လဲ TV ဈေးတောင်းရင်ဘေးထွက်ဆွေးကြိုးကဘာရီဖြစ်စေနိုင်လဲဆိုရင် TV ဈေးတောင်းရင်အသည်းကိုထိခိုက်စေနိုင်ခြင်းအသားဝါလာခြင်းပြုတ်အံလာခြင်းအစာအသောက်ပြက်လာခြင်းအာရုံကြောထိခိုက်စေနိုင်ခြင်းကြောက်ကထိခိုက်စေနိုင်ခြင်းအရည်ပြားမှာနှီးကွေများထလာခြင်းရားလာခြင်းမျက်လုံးဝါလာခြင်း ခေါင်းမူလာခြင်းနားဥခြင်းစီးအယောင်အနီအောင်ပြောင်းလာခြင်းစတဲ့အချက်များဖြစ်စေနိုင်တာကြောင့်ဒီလက္ခဏာတွေဖြစ်ပေါ်လာပါကဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုသလိုဈေးတောင်းနေတဲ့ကာလအတွင်းတစ်ခုခုထူးထူးခြားခြားဖြစ်လာတိုင်းဆရာဝန်နဲ့ပြန်လည်ပြသပေးပါနောက်ပြီး TVC ရဲ့ဘေးရဆူချိုအာနိသင်ကိုကြောက်ပြီးဆေးမတောက်ဖဲနေပါက TV ပိုးကအုံနောက်ထဲဝင်နိုင်ခြင်းအပြင် ိုးကတကိုယ်လုံးပြည့်နှံ့သွားပါကအသက်အန္တရာယ်ဆွေးရင်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် TV ဆေးတောင်းရင်ဒါရီတော့တိထားဖို့လိုပါတယ်နော်။ဘာရီတိထားရမလဲဆိုရင်သတ်မှတ်ထားတဲ့ TV ဆေးတောက်စင်ကာလအထိရပြည့်အောင်တောက်ပြီးပါ။ဆေးတောက်ချိန်ဆေးပြန်အံမက15မိနစ်အတွင်းပြန်လဲတောက်ပြီးပါ။သတ်မှတ်ထားတဲ့ကာလအတိုင်းပုံမှန်မတောက်ခြင်းမိမိဖာသာဆေးရက်ခြင်းများပြုလုပ်ပါကဆေးရင်ပါတဲ့ TV ဖြစ်သွားစေနိုင်ပါတယ်။ဆေးရင်ပါတဲ့ TV ဖြစ်သွားစေရင်ကုသဖို့ပုံမှုခက်ခဲသွားစေနိုင်တယ်လို့ TV ရဲ့သဘောတဘာဝကတစ်ချိန်ကုသတာထက်နှစ်ချိန်ကုသတာကပိုခက်ခဲနိုင်တယ်လို့နှစ်ချိန်ကနေသုံးချိန်ကုသရတာကပိုပြီးခက်ခဲစေပါတယ် ဒါကြောင့် TV ဆေးကိုပုံမှန်တောက်ပြီးကျမကြီးနေညီညွတ်တဲ့အစားအစာတွေကိုပြေးဝအောင်စားသုံးပေးဖို့လိုပါတယ်။ဘာတွေစားတောက်ပေးရမလဲဆိုရင်ကစီတက်နွားနို့အသားငါတစ်တီဟင်းဒီဟင်းရွက်စားရာတွေကိုလက်လက်ဆက်ဆက်စားသုံးပေးခြင်းကယောဂါကိုပျောက်ကင်းနှုန်းမြန်စေပါတယ်။အာဟာရချို့တဲ့ပါကယောဂါပျောက်ကင်းနှုန်းနှေးကွေးစေနိုင်တာကြောင့်အာဟာရပြေးဝဖို့အရေးကြီးပါတယ်။နောက်ပြီး TV ဆေးတောက်နေချိန်ကိုယ်အလေးချိန်တက်လာပါက ယောဂါပျောက်ကင်းနှုံမြန်စီပြီးကိုယ်လေးချိန်မတက်ပဲပိန်ကြနေပါကယောဂါပျောက်ကင်းနှုံနှီးကွေးစီပါတယ်။နောက်ပြီးချောင်းဆိုးပါကနှာခေါင်းစည်းများတက်ဆင်ပြီးပါလူထူသောအရက်နေရများသွားခြင်းရှောင်ပြီးပါလက်ကိုဆက်ပြနဲ့စေကြောပေးခြင်းမျိုးပြုလုပ်ပြီးပါကိုယ်အုံဆောင်များပစ္စည်းများတီးတန့်ခွဲပြီးအုံပြုပြီးပါအိတ်ရေးဝဝအိတ်ပြီးပါရေများများတောက်ပြီးပါကိုယ်လက်လှူရှာလေးခြင်းကံများပြုလုပ်ပြီးပါ ဆေးတောက်ချိန်ကာလအတွင်းအရက်တောက်ခြင်းဆေးလိပ်တောက်ခြင်းမျိုးအပြင်မိမိသဘောနဲ့အကန့်ခဲပြောက်စီများတောက်ခြင်းမျိုးလည်းရှောင်ပေးပါစားရာလေးတွေပြုလုပ်ပေးခြင်းကယောဂါကိုတက်တာပျောက်ကင်းစေနိုင်တာကြောင့် TV ဆေးကိုအချိန်တစ်ခုထိရက်မမှန်တောက်ဖို့တော့မှားလိုက်ခြင်းပါတယ်